ာညာချမ်းလေးပါရှင်ရွတော်ရဲ့မေလ၄ရက်နေ့သတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ရင်လေးလေးထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့စစ်ကောင်စီကကြေးဝါးတွေအတွင်းကိုလေကြောင်းတိုက်ခိုက်မှု၉ချိန်နဲ့ဘုံဒီအလုံး80နီးပါးကျဲချတိုက်ခိုက်တဲ့သတင်းရန်ကုန်မော်လမြိုင်ကာလမော်ကမိုးကောင်းတရာမိုင်းထပ်မံပောက်ကွဲလို့ပျက်စီးခဲ့တဲ့သတင်း PNN တွေကတိမ့်ပိုက်ထားတဲ့မြို့တွေကိုစစ်ကောင်စီဘက်ကပြန်ပေးဖို့အစီအစဉ်မရှိကြောင်းပြောဆိုတဲ့သတင်းလူကြိုရေးအင်အားဖြစ်တင်ပြီးအနီးတစ်ဝိုက်ကကျေးရွာတွေကို လေကြောင်းကနေပုံကျဲနေတဲ့တွင်စမှုထံအပတ်စဉ်73အတွက်တရက်ကွက်2ရောင်းလုံးနဲ့ထွေရုံမှဖန်ဆီးထားတဲ့တွင်ပြုံးလွင်မှာ၄ရက်ဆက်တိုင်မိုးရွာသွန်းနေတဲ့တွင် လာမယ့်နှစ်ပတ်အတွင်းဖြစ်ပေါ်လာနိုင်ခြေရှိတဲ့မိုးလေဝသအခြေအနေတွေတရုတ်နိုင်ငံကရဟယင်တစီစင်ကာပူကျွန်းစုအနီးကဂျပန်လီပိုင်နဲ့အတွင်းကိုဝင်ရောက်တဲ့တွင်အစရှိတဲ့တွင်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီကကြေးရွာတွေအတွင်းကိုလေဆောင်တိုက်ခိုက်မှု၉ချိန်နဲ့ဘုံဒီအလုံး80နီးပါးကျဲချတိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းဆက်လင်းမြို့မှာ မေလ3ရက်နေ့ည8နာရီဝန်းကျင်ခန့်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဒေတာတွင်သတင်းမြင့်တီထံကနေစုံစမ်းသိရှိရပါတယ်။ဆလေးမျိုးနယ်ရှိကိုကိုရန်ရွာနဲ့နေဘူးကန်ကျေးရွာဝန်းကျင်ကိုစစ်ကောင်စီကဝိုင်းတွဲနဲ့တညာထဲမှာပဲလေကြောင်းတိုက်ခိုက်မှု6ချိန်ပြုလုပ်ခဲ့ပြီးဘုံဒီအလုံး80နီးပါးကျဲချတိုက်ခိုက်ခဲ့တာကြောင့်နွားတကောင်ထိခိုက်မှုရှိခဲ့တယ်လို့ကနအူးစုံစမ်းသိရှိရပါတယ်။အဲ့ဒီရွာတွေကမလကလေးကစစ်ကြောင်းထိုးမိရှုခံနေရတာ။ အဲ့ဒီနောက်ပိုင်းကလေးကကျေးရွာတွေမှာလူတိတ်မနေကြတော့ဘူးလောလောဆယ်တော့ပြည်သူထိခိုက်သိဆုံးတာတွေတော့မကြောက်မိသေးဘူးနွားရကောင်ထိခိုက်မှုရှိတယ်လို့တော့သိရတယ်လို့ဒေသခံအမျိုးသားတဦးကမြို့တော်ကိုပြောပါတယ်ဆလင်းမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေရာခွဲပြီးအင်အားအများအပြားနဲ့စစ်ကြောင်းထိုးတာတွေရှိတယ်လို့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဝန်းကျင်တွေကိုလည်းလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတယ်လို့လည်းသိရှိရပါတယ် မနေ့ကစင်ပြူကျွန်းကနေထွက်လာတဲ့စစ်ကြောင်းကကုကုတန်းဘတ်ရောက်တော့တော်လိုင်းရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်သေးတယ်လို့ကြားတယ်။စက္ကဆတွေအများအပြားထိခိုက်သေဆုံးမှုရှိတယ်လို့သိရတယ်။အဲ့ဒီအထိနာနေတဲ့စက္ကဆတွေကညဘက်မှာရွာတွေဘက်ကိုရန်တမ်းပြီးလေကြောင်းနဲ့ဘုံသီးတွေဇက်တိုက်ကိုကျဲချသွားတာလို့ဒေသခံအမျိုးသားတအုပ်က မြို့တော်ကိုထပ်မံပြောဆိုထားပါတယ်။ဆလေးမျိုးနဲ့အတွင်းမှာစစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုမကြာခဏပြုလုပ်တာတွေနဲ့ ကျေးရွာတွေအတွင်ကိုအင်အားအများပြားနဲ့စစ်ကြောင်းထိုးဝင်ရောက်တာတွေကြောင့်ဒေသခံပြည်သူတွေထိခိုက်ဒိဆုံးမှုတွေရှိခဲ့တဲ့အပြင်နေအိမ်မီးလောင်ပျက်စီးမှုတွေရှိနေစေဖြစ်တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။ဒုတိယသတင်းဘောအနေနဲ့ရန်ကုန်မော်လမြိုင်ကာလန့်ဘော်ကမိုးကောင်းတရာမိုင်းထပ်မံပောက်ကွဲလို့ပျက်စီးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်မော်လမြိုင်ပြည်ထောင်စု ကာလန့်မဘော်မှာရှိတဲ့မိုးကောင်းတရာဟာ ဒုတိယကြိမ်မြောက်မိုင်းထပ်မံပောက်ကွဲလို့ပျက်စီးသွားပြီလို့သိရှိရပါတယ်။မနေ့ကညပိုင်းမှာမိုင်းပောက်ကွဲခဲ့တာဖြစ်ပြီးတရားဟာလုံးဝပြိုကျပျက်စီးသွားတာကြောင့်လက်တလုံးမှာတရားအသုံးပြုဖျက်ဆီးလို့မရတော့လို့ရင်သွလာမှုပြတ်တောက်သွားပြီဖြစ်ကြောင်းလဲကုန်တင်ရင်မောင်းသူတို့ကမြို့တော်ကိုပြောပါတယ်။ဖြစ်စဉ်မှာမနေ့ကမေလ3ရက်နေ့ည7:29မိနစ်ခန့်ကမော်လမြိုင်ရန်ကုန်ကားလမ်းပေါ်မှာရှိတဲ့မိုးကောင်တရားမှာ မိုင်းခွဲခံရခြင်းဖြစ်ပြီးမိုင်းပေါက်ကွဲမှုကြောင့်တံတားမှာလုံးဝပြိုကျပျက်စီးသွားကြောင်း2024ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့ကလည်းမိုင်းခွဲခံရတာကြောင့်မိုးကောင်းတံတားပျက်စီးခဲ့ပြီးအခုအချိန်ဟာဒုတိယအချိန်ထပ်မံပြီးမိုင်းပေါက်ခွဲခံရမှုဖြစ်ပွားတာလို့သိရှိရပါတယ်။ရန်ကုန်မြောက်ပိုင်းလမ်းကြောင်းမှာခရီးသည်တင်ရင်ပြေးဆွဲနေတဲ့ကိုဆိုးပိုင်ကတော့ခရီးသည်တွေနဲ့ကုန်သည်တွေပို့ရမှာစံချမှုတွေဖြစ်ပေါ်နိုင်တယ်လို့မြို့တော်ကပြောပါတယ်။ အခုဒုတိယအကြိမ်မိုင်းဖောက်ခွဲမှုဟာပထမအကြိမ်ကထက်ပုံမပြင်းထန်တာကြောင့်ပျက်စီးမှုရခိုင်နှုန်းများခဲ့ပြီးအချိန်အတော်ကြာပြန်လည်ပြုပြင်ရမယ့်အနေအထားဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။တတိယသတင်းတပုတ်အနေနဲ့ TNN တွေကတိမ့်ပိုက်ထားတဲ့မြို့တွေကိုစစ်ကောင်စီဘက်ကပြန်ပေးဖို့အစီအစဉ်မရှိကြောင်းပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တောင်ပလောင်တက် TNN တွေကတိမ့်ပိုက်ထားတဲ့မြို့တွေကိုစစ်ကောင်စီဘက်ကပြန်ပေးဖို့အစီအစဉ်မရှိကြောင်း TNN တွေတွဲဖက်အတွင်ရေမှုနဲ့ဘူမူကြီးတာပန်လာကဒီကနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။သိမ့်ပိုက်ထားတဲ့မြို့နယ်များကိုပြန်ပေးဖို့မရှိသေးကြောင်းနဲ့ဆီယာနာရှင်အမြင့်ဖြတ်ရေးအတွက် TNN တွေကအမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်မဟာမိတ်တွေနဲ့ဆက်လက်လက်တွဲသွားမှာဖြစ်ပြီး TNN တွေအနေနဲ့ဆီယာနာရှင်အမြင့်ဖြတ်ရေးကိုဆက်လက်ကန့်ဆွဲထားစေဖြစ်ကြောင်းအခုအချိန်မှာဆရာနာရှင်အမြင့်ဖြတ်ရေးမလောက်ဆောင်နိုင်ရင် နောက်မျိုးဆက်တွေအထိအပြည့်ရလိုက်ဆွေးနွေးလိုက် ိုက်ပွဲပြန်ဖြစ်လိုက်တဲ့တန်တရာလဲနေမှာဖြစ်ကြောင်းဘုံမူကြီးတာပန်လှကသတင်းစာရှင်းလင်းပွဲမှာရှင်းပြခဲ့ပါတယ်။သူကဘုံရန်သူဆရာနာရှင်အမြင့်ဖြတ်ရေးကိုကျွန်တော်တို့မဟာမိတ်တွေနဲ့ဆက်လက်လက်တွဲသွားပါမယ်။ကျွန်တော်တို့မျိုးဆက်မှာဒါကိုမလုံနိုင်ရင်နောင်လာနောက်သားတွေအထိဒါကိုဆက်ပြီးခံရမှာပါလို့ပြောဆိုခဲ့တာပါ။ဒါအပြင်လာရှိုးမျိုးလိုမဖြစ်စေရတဲ့အတွက်ပြည်သူတွေကတက်တက်ကြွကြွပါဝင်ပေးကြပါ။ မြို့ကောက်ွယ်ရေးတပ်တွေမှာပြည်သူတွေပူးပေါင်းပါဝင်ပေးကြပါလို့လည်းသူက ပြောဆိုသွားခဲ့ပါသေးတယ်။တရုတ်နိုင်ငံ ကုမင်းမြို့မှာစစ်ကောင်စီနဲ့ TNNI တပ်ဖွဲ့တို့ပြီးခဲ့တဲ့ဧပြီလ28ရက်နဲ့29ရက်နေ့တွေမှာနှစ်ရက်ကြာတွဲဆုံဆွေးနွေးခဲ့ကြပါပဲ။သဘောတူညီမှုမရရှိခဲ့တဲ့နောက်မေလ2ရက်နေ့နဲ့3ရက်နေ့တွေမှာနောင်ချိုနဲ့မိုးကုတ်ဒေသတွေကိုစစ်ကောင်စီဘက်ကဖိအားပေးတဲ့အနေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းစုံစမ်းသိရှိရပါတယ်ရှင်။ ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လုံခြုံရေးအင်အားဖြစ်တင်းပြီးအနီးတစ်ဝိုက်ကကျေးရွာတွေကိုလေဆောင်ကနေဘုံကျဲနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းအောင်လံမြို့နယ်ရွှေပန်းတော်ကျေးရွာကိုစစ်ကောင်စီကမေလ3ရက်နေ့ညနေပိုင်းကလုံခြုံရေးအင်အားဖြစ်တင်းပြီးအနီးတစ်ဝိုက်ကကျေးရွာတွေကိုလေဆောင်ကနေဘုံကျဲခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ရွှေပန်းတော်ကျေးရွာကိုမေလ3ရက်နေ့မနက်ပိုင်းကအင်အား90ကျော်ဖြစ်တင်ထားပြီးနထားကိန်းနဲ့နမောက်ကိတ်တွေမှာ လုံခြုံရေးတင်းကျပ်ကစစ်ဆေးနေတဲ့အပြင်အနီးတစ်ဝိုက်ကကြေးရွာတွေကိုလည်းလေကြောင်းကနေပုံကျဲနေတယ်လို့စုံစမ်းသိရှိရပါတယ်။မနေ့ကညနေပိုင်းလဲလုံခြုံရေးအတော်ချထားတယ်။တိုက်ပွဲကြီးကြီးမားမားဖြစ်မှာကိုစိုးရိမ်နေကြတယ်။စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ရင်တွေ့ရအိမ်ကပစ္စည်းခိုးတာလူဓာတွေလုံမာကိုကြောက်နေကြတာ။အခုလဲဂိတ်တွေမှာလူငယ်တွေကိုစစ်မှုထမ်းမှုခေါ်နေတယ်လို့ဒေသခံတပ်ဦးကမြို့တော်ကိုပြောပါတယ်။ စစ်ကောင်စီကရွှေဘန်းတော်တိုက်နေတဲ့ကကန်တာယာကျေးရွာကိုမနေ့ကမေလ3ရက်နေ့ညနေပိုင်းကလည်းအကြောင်းမဲ့လေကြောင်းကနေဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။ညနေပိုင်းလေရင်နဲ့ကျဲတာလူတွေထိခိုက်တာတော့မရှိဘူး။အိမ်တွေတော့ပျက်စီးသွားတယ်။ညပိုင်းမှာလည်းလေရင်နဲ့ကြားလို့ငြိမ်နေရတယ်လို့နောက်ထပ်ဒေသခံတဦးကမြို့တော်ကိုပြောပါတယ်။အင်အားချင်းနဲ့လာတဲ့စစ်ကောင်စီကလေကြောင်းအကူအညီနဲ့ကျေးရွာတွေကိုဘုံကျဲတိုက်ခိုက်လာပြီးအောင်လံမြို့နယ်မှာလည်းစစ်တီအင်အားဖြစ်တင်းမှုအခုရက်တည်း စစ်မှုထမ်းအပတ်စဉ်73အတွက်ပေါ်တာဆွဲခံရတဲ့လူငယ်80ဝန်းကျင်ရှိနေပြီလို့ဒေသခံတွေရဲ့ပြောဆိုချက်တွေအရစုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်မှုထမ်းအပတ်စဉ်73အတွက်တရက်ကွက်2ရောင်နှုန်းနဲ့ထွေရုံမှဖမ်းဆီးထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ AR တိုင်းတာပေါင်းမြို့နယ်မှာစစ်ကောင်စီကမေလဒုတိယအပတ်မှာပေးရမယ့်စစ်မှုထမ်းအပတ်စဉ်73အတွက် အရင်လိုလူငယ်တွေကိုမဲမနိုင်ခိုင်းတော့ပဲတွေ့တဲ့သူကိုအိမ်ထဲထိဝင်ဆွဲနေတယ်လို့ဒေတာတွေသတင်းမြစ်တွေထံကနေစုံစမ်းသိရှိရပါတယ်စစ်မှုထမ်းအတွက်လူလိုအပ်ချက်တွေကြောင့်တရက်ကွက်နှစ်ယောက်လုံးနဲ့ကြုံရလူဆွဲခေါ်နေပြီးစစ်တင်နံပို့နေကြတဲ့အပြင်ဖမ်းဆီးခံရတဲ့လူငယ်တွေကိုလည်းတာပေါင်းမျိုးနဲ့ထွေုံယုံမှထားရှိကကြံချီးတဲ့ကြေးရွာတွေကလူငယ်တွေကိုခေါ်ပြီးတဲ့အထိထွေုံယုံမှထားမယ်လို့ဒေတာရင်းသတင်းမြစ်တွေထံကနေစုံစမ်းသိရှိရပါတယ်။မျိုးပေါ်ရက်ွက်တွေကိုအရင်ကမဲနိုင်မယ် မဲပေါ့ရင်ပြောတယ်တခုခုဆိုသိရတယ်အခုကသူတို့ဘာသာအိမ်ထဲထိဝင်ခေါ်သွားတာဘသူမှဘာမှပြောမရဘူးလို့တိတာခန့်တဝူးကမြို့တော်ကိုပြောပါတယ်လူငယ်တွေကိုအကြောင်းမကြားပဲအတင်းအဓမ္မဖန်စီပြီးခြေတန်းကိုစစ်မှုထမ်းစေခိုင်းတာတွေကြောင့်တာပေါင်းမြို့နယ်ကအရင်စစ်မှုထမ်းပါသွားတဲ့လူငယ်တွေမှလည်းတိတ်ဆုံးသူတွေရှိနေတယ်လို့အခုလက်ရှိထိဖန်စီခေါ်ဆောင်နေစေဖြစ်တယ်လို့သိရှိရပါတယ်လက်တလောထွေရုံမှထားထားတယ်သူတို့ထမင်းကြွေးတယ် အိမ်ကတခြားစားစရာလေးတွေတော့ပို့ရတယ်။ထွက်ပြေးတဲ့သူကိုပြစ်တတ်မယ်လို့ပြောထားတယ်ကြားတယ်လို့ဒေသခံတဦးကမြို့တော်ကိုပြောပါတယ်။စစ်ကောင်စီကအေယာဝတီတိုင်းမြင်းမျက်နှာမြို့နယ်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးစစ်တီအင်အားနည်းလာတာနဲ့အကြအဆုံးများတာတွေကြောင့်အင်အားဖြစ်တယ်မို့အခုလိုပြုလုပ်နေတာဖြစ်တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပြည်ဦးလွင်မှာလေးရက်ဆက်တိုက်မိုးရွာသွန်းနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မန္တလေးတိုင်းပြည်ဦးလွေမြို့မှာဧပြီလ30ရက်နေ့ကလေးကဒီကနေ့မေလ4ရက်နေ့အထိမိုးများဇက်တိုက်ရွာသွန်းနေပြီဒီကနေ့မိုးရွာသွန်းမှုဟာရခိုင်ရက်တွေကထက်မိုးပိုများတယ်လို့စုံစမ်းသိရှိရပါတယ်4ရက်ဇက်တိုက်မိုးရွာသွန်းမှုကြောင့်ပြည်ဦးလွေမြို့ကျင်ကနိုင်ရွာရှိဗရမားရိတ်တာဝန်းနဲ့စမ်းချောင်းရည်များရှန်တက်ခါကြောင်းဝင်းအတွင်တဲ့သို့ဖျက်ဆီးစီးစင်းနေတယ်လို့စုံစမ်းသိရှိရပါတယ်ဦးစင်းတို့နေတဲ့ရွာဗန်းနာတော့ဧပြီလ30ရက်နေ့ကစပြီးမိုးရွာလာတရိထားမိတယ် အရန်တော့မများဘူးတဏီကုံကြီးရွာနေတာတော့မဟုတ်ဘူးမနက်အစောပိုင်းနေနေရွာလိုက်တခါတလေညာပိုင်းနေနေရွာလိုက်ပြူးလွင်ဘတ်တော့ရွာမယ်ထင်နေမြေပြင်အခြေအနေကရေကြောင်ဘယ်နာဘာဖြစ်တယ်တော့မကြားမိဘူးဒီနေ့ကပိုပြီးမိုးများတယ်မနက်၄နာရီလောက်ကစပြီးရွာလိုက်တာ၉နာရီခွဲအထိရွာတယ်မိုးကရေများတယ်ဦးစင်းတို့အကြောင်းဘေးကဆန်းချောင်းရှိတော့အဲ့ဒီဆန်းချောင်းရေချမ်းပြီးကျောင်းဝင်းနေတဲ့အထိစီးစင်းလာတာအတော်များတယ်လို့ဆရာတော်တစ်ပါးကမြို့တော်ကိုပြောဆိုထားပါတယ် ယာဂီမုံတိုင်းတို့ကလည်းတောင်ပေါ်မြို့တွေမှာထိခိုက်ပျက်စီးမှုများရှိခဲ့တာကြောင့်ဒေသခံတွေကစိုးရိမ်ပူပန်နေကြပါတယ်။လက်ရှိမိုးကတော့ပုံမှန်မိုးလို့ပဲပြောရအောင်မယ်။ယာဂီတို့ကမုံတိုင်းကြတို့ကထိထားတဲ့တောင်ပေါ်မြို့တွေကိုတော့စိတ်ပူမိတယ်။တောင်ပေါ်မြို့မှာနေတဲ့သူတွေအကုန်လုံးသတိထားပြီးနေစေချင်တယ်လို့ပြည်ဦးလွင်ဒေသခံတအူးကမြို့တော်ကိုပြောဆိုထားပါတယ်။ပြည်ဦးလွင်ဒေသဟာသခိုင်းကလေးရင်မှာထိခိုက်မှုမရှိခဲ့ပေမဲ့ အခုလိုမိုးဆက်တိုက်ရွာသွန်းမှုကြောင့်မြေပြိုတာတွေနဲ့လမ်းပိတ်ဆို့တာတွေဖြစ်မှာကိုဒေသခံတွေကစိုးရိမ်နေကြပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လာမယ့်နှစ်ပတ်အတွင်းဖြစ်ပေါ်နိုင်ခြေရှိတဲ့မိုးလေဝသအခြေအနေသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အခုလာမယ့်တစ်ပတ်အတွင်းမှာတနင်္လာရီတိုင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသတချို့၊အေရဝတီတိုင်း၊ရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းအရှေ့ခြမ်းတွေမှာမိုးရွာနိုင်ပြီး တနင်္သာရီတောင်ပိုင်းမှာတော့ရက်သက်တစ်ပတ်တစ်ပတ်လုံးမိုးဆက်ရွာနိုင်တဲ့အပြင်မိုးများနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကကနဦးခန့်မှန်းထားပါတယ်။တနင်္ဂနွေလုံးအတိုင်းအတာအနေနဲ့ဒီကနေ့မေလ၄ရက်နေ့မှမေလ၉ရက်နေ့အထိ၅ရက်ခန့်ရာသီဥတုတာယာနိုင်ပြီးမေလ၁ရက်နေ့နောက်ပိုင်းမှာမိုးပြန်လဲရွာသွန်းနိုင်တယ်လို့သိရှိရပါတယ်။ကချင်ပြည်နယ်မြောက်ပိုင်းဒေသတွေနဲ့တနင်္သာရီတိုင်းဒေသအလုံးကြီးပါမှာတော့လာမယ့်ရက်သက်တစ်ပတ်တစ်ပတ်လုံးမိုးဆက်ရွာနိုင်ပါတယ်။ မေလ15ရက်နေ့ကနေ18ရက်နေ့အတွင်းကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းမှာလေပြင်းနဲ့ရေဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီးပိုမိုအားကောင်းလာပါကအနောက်နဲ့အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားနိုင်မယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကကနဦးခန့်မှန်းထားပါတယ်။လေပြင်းနဲ့ရေဝန်းအစပြုချိန်မှာမြဝကျွန်းပေါ်ကန်ယူရန်မွန်တနင်္သာရီကန်ယူရန်နေနဲ့နီးကပ်တာကြောင့်အဲ့ဒီကန်ယူရန်ဒေသတွေမှာတနာရီမိုင်40နီးပါးခန့်အထိတောင်ဘက်မှလေပြင်းများတိုက်ခတ်နိုင်ပြီးမိုးသည်ထန်နိုင်ပါတယ်။ လေဖျားနဲ့ရေဝံဖြစ်ပေါ်လာနိုင်ဖို့၄၀ရာခိုင်နှုန်းအထိတည်ချမှုရှိလာပြီဖြစ်လို့မြဝကျုံမော်ကန်းဒီပင်လယ်ပြင်မှာလောက်ကင်နေကြတဲ့ရေလုတ်သားတွေကန်းကိုအချိန်မီပြန်လည်ဝင်ရောက်နိုင်ရေးအတွက်ကြိုတင်ပြင်ဆင်နိုင်ရန်မူလဝတ္တပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တရုတ်နိုင်ငံကရဟတ်ရည်တစီစင်ကာကူကျွန်းစုအနေကဂျပန်လေပိုင်နဲ့အတွင်းကိုဝင်ရောက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မနေ့ကမေလ3ရက်နေ့မွန်လွဲပိုင်းမှာတရုတ်နိုင်ငံကရဟတ်ယင်တစီဂျပန်ရဲ့စင်ကာကူကျွန်းစုအနီးကဂျပန်လေပိုင်နဲ့အတွင်းကိုဝင်ရောက်ခဲ့ကြောင်းဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကဒီကနေ့မှသတင်းထုတ်ပြန်ခဲ့ပါတယ်။ကျွန်းနယ်ကနေ22ကီလိုမီတာအကွာဂျပန်ရေပြင်ကိုဝင်ရောက်လာတဲ့တရုတ်ရေရင်ကိုကင်းလှည့်နေတဲ့ဂျပန်ကမ်းခြေဆောင်တပ်ကပထမဆုံးရှာဖွေတွေ့ရှိခဲ့တာလို့ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကတာဝန်ရှိသူတွေကပြောပါတယ်။ဖြစ်စဉ်အရတရုတ်ရဟတ်ယင်တစီဟာ တီယိုတင်မောဘော်ကနေပြန်တန်းလာပြီးဂျပန်လေပိုင်းနဲ့အတွင်15မိနစ်လောက်ပြန်တန်းခဲ့တာဖြစ်ကြောင်းတီယိုရဟယင်ကြောင့်ဂျပန်ရဲ့လီချောင်းရဲကောက်ဝေးရေးတပ်ကတိုက်လေရင်နေပြန်တန်းခဲ့ပေမဲ့ပြစ်ခတ်တာတွေအချက်ပြမိတွေတုံးပြီးအချက်ပြတာမျိုးတွေကိုတော့မပြုတ်လုခဲ့ကြောင်းနဲ့အရင်ကတော့ဒီကျိုးနေအနီးမှာခဏတာပြန်တန်းခဲ့တဲ့ဂျပန်အရက်ဖက်လေရင်ငယ်ကိုတီယိုဖက်ကတုံ့ပြန်မှုတွေရှိခဲ့ကြောင်းတာဝန်ရှိသူတွေကပြောဆိုထားပါတယ် တမိုင်းကြောင်းနဲ့နိုင်ငံတကာဥပဒေအရစင်ကာကူကျွန်းစုဟာဂျပန်နိုင်ငံရဲ့ပိုင်ဆိုင်မှုဖြစ်ကြောင်းနဲ့အချို့အခြားအာဏာနဲ့ပတ်သက်ပြီးဖြည့်ရှင်းစရာအကြောင်းမရှိဘူးလို့ဂျပန်အစိုးရက ပြောပါတယ်။ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကတန်တမန်လမ်းကြောင်းများမှတစ်စီးတရုတ်နိုင်ငံကိုပြင်းထန်စွာကန့်ကွက်ကြောင်းနဲ့ထပ်မံဖြစ်ပွားခြင်းမရှိအောင်တားဆီးဖို့အလေးအနက်တိုက်တွန်းကြောင်းတရုတ်အစိုးရကိုပြောကြားခဲ့ပါတယ်။ဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖူနာကိုရှိတကဲဟီရိုက ဂျပန်နိုင်ငံဆိုင်ရာတရုတ်တံအမတ်ကြီးဟူဂျောင်ဟိုထံကိုအလားတူကန့်ကွက်လွှာပေးပို့ခဲ့ပါတယ်။ဒီလိုတရုတ်ရဟတ်ယာဉ်ကဂျပန်ပိုင်နက်ကိုဝင်ရောက်တာဟာတရုတ်လေယာဉ်ရဟတ်ယာဉ်တွေအနေနဲ့ချိုးဖောက်တာဟာစရုပ်ထအချိန်မြောက်ဖြစ်ပါတယ်။ရခိုင်ချိုးဖောက်မှုသုံးခုဟာလေစင်ကာကူကျူးစုတွေအနီးမှာပဲဖြစ်ပွားခဲ့တာဖြစ်ပေမဲ့တရုတ်ပါရဟရဲ့အနေနဲ့ပိုင်နယ်ကျူးကျော်ဝင်ရောက်တာကတော့ဒီတစ်ကြိမ်ဟာပထမဆုံးအကြိမ်လေးဖြစ်ပါတယ်ရှင်။ မျိုးရော်ရဲ့နေစဉ်သတင်းလေးကိုတင်ဆက်ပေးခဲ့တာပါထူးခြားတဲ့သတင်းလေးကိုနေစဉ်တင်ဆက်ပေးမှာမို့မျိုးရော်ရဲ့ Facebook Page နဲ့ YouTube Channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပြည်သူများအားလုံးကိုစိတ်နှဖျားစမ်းမချမ်းသာကြပြီးဆရာနာရှင်စနေဆိုလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘီရဲ့နေအသွေးသွေးမှလည်းခင်ဝေကြပါစေကြောင်းမျိုးရော်ဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်